ဘာစီလိုနာမှာလည်းဇာတိပြလာပြီးဖြစ်တဲ့ market rush ဖို့စပိန်ကထွက်ပေါ်လာတဲ့သတင်းတွေအရ market rush ဖို့ကပွဲကျအစည်းအဝေးကိုနောက်ကျမှရောက်ရှိခဲ့တဲ့အတွက်ဘာစီလိုနာအသင်းရဲ့တနင်္ဂနွေနေ့ကကစားခဲ့တဲ့ Getafe နဲ့ပွဲစဉ်မှာပွဲထွက်လို့ဆင်းကနေပြီးတော့ချန်လက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ဘာစီလိုနာနီးပြ Hansi Flick ကစီကံပိုင်းဆိုင်ရာအလွန်တင်းကျပ်တဲ့သူဖြစ်ပြီးတော့ကစားသမားတွေအချိန်နှောင်းကြတာကိုလုံးဝသီးခံလို့မရှိသူဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီအရဆိုရင်လဲ Julit Conde ကအချိန်မမှန်တဲ့အတွက်အချိန်တတော် ်များပွဲထွက်လူစီးရနေချမ်းလက်ခံခဲ့ရပါတယ်။ ရာဖင်ညာဆိုရင်လည်းပြီးခဲ့တဲ့တစ်ပတ်ကမှအလားတူပြဿနာကြောင့်ဟန်စီဖလစ်ရဲ့အဖြစ်ပေးခြင်းကိုခံခဲ့ရပါတယ်။လက်ရှိဘာစီလိုနာအသင်းရဲ့တိုက်စစ်မှာအဓိကအားကိုးရတဲ့လူငယ်ကျယ်ဝန့်လမိုင်းရှာမဲကဒဏ်ရာရရှိနေတာကြောင့် Rashford အတွက်သူတန်ဖို့တတိပြဖို့အကောင်းဆုံးခွင့်ရရနေပြီးတော့ Rashford ကလည်းပြီးခဲ့တဲ့ Newcastle အသင်းနဲ့ Champions League ပွဲစဉ်မှာနှစ်ဂိုးသွင်းယူပြီးတော့ခြေစွမ်းပြခဲ့ပါတယ်။အဲ့ဒီအတွက်တကယ်ဆိုရင် Rashford အနေနဲ့ Getafe နဲ့ပွဲမှာလဲပွဲထွက်လူစင်းနေရာကပေါင်ဝင်လာတဲ့နာဖြစ်ပါတယ်။ဒါပေမဲ့ပြောရ မယ်ဆိုရင်တော့မန်တိုဒီဘိုဒီဘိုသတင်းဌာနက Rashford ဟာအစည်းအဝေးတစ်ခုကိုနောက်ကျမှရောက်ရှိလာခဲ့တဲ့အတွက် Flick ကပွဲထွက်လို့စင်းကနေခြံလှမ်းခံခဲ့တာဖြစ်တယ်လို့ဖော်ပြလာပါတယ်။ ရက်ရှ်ဘောကအဲ့ဒီပွဲမှာအယံခုံမှာဒါထိုင်ခဲ့ရပေမဲ့ဒုတိယပိုင်းမှာလူစားဝင်ခွင့်ရခဲ့ပြီးတော့ဒန်နီအိုမိုရဲ့သွင်းကိုဖန်တီးပေးခဲ့ပါတယ်။ရက်ရှ်ဘောကစီကဲမိုင်းဆိုင်ရာမှာအနေငယ်ပေါ်စားတဲ့သူဖြစ်ပြီးတော့အရင်မန်ယူအသင်းမှာကစားစဉ်ရလဲအဲ့လိုကိစားကြောင့်အပြစ်ပေးခံခဲ့ရဘူးတာဖြစ်ပါတယ်။2022ခုနှစ်ဒီဇင်ဘာလတုန်းကရက်ရှ်ဘောကအသင်းအစည်းအဝေးကိုအိယာထားနောက်ချပြီးတော့နောက်ကြမှရောက်လာတဲ့အတွက်နေပြအရစ်တန်ဟက်ကအယံခုံမှာထိုင်ခိုင်းခဲ့ပူပါတယ်။အဲ့ဒီတုန်းကတော့ရက်ရှ်ဘော သူလုံးရဲ့အထွတ်အဝင်ယူကြောင်းလူသိရှင်ကြားတောင်းပန်ခဲ့ပူပါရယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ Rashpo ကအိယာထနောက်ကြတာမဟုတ်ပဲအသိအဆောက်အဦးအတွင်းမှာတင်နောက်ကျနေခဲ့ရလို့ယူဆရပါရယ်ပွဲတို့အစည်းအဝေးစတင်ချိန်မှာ Rashpo ကအသိဝင်ရောက်ရှိလာတဲ့ကစားသမားအသက်တိုင်းနေစဉ်ဖြစ်ရမယ့်မိကုံးပုံစံကိုဖြစ်နေတာကြောင့်နောက်ကျခဲ့ရလို့သိရှိရပါရယ်ဒါပေမဲ့ပွဲပြီးမှာတော့ Flake က Rashpo ကိုအရန်ခုံမှာထိုင်ခိုင်းခဲ့တဲ့ဆုံးဖြတ်ချက်ကရိုးရှင်းတဲ့လူအလှဲကျစနစ်သာဖြစ်တယ်လို့ပြောဆိုဖြေရှင်းခဲ့ပါတယ်။ သူပွဲထွက်ကစား권မရတာကပုံမှန်ပါပဲ။၃လရက်တိုင်းကျွန်တော်တို့တပွဲကစားရပါတယ်။အဲဒီအတွက်သူ့ရဲ့ပွဲကစားချိန်မိနစ်တွေကိုကျွန်တော်တို့စီစဉ်ရပါမယ်။ Farmin Lopez ကိုလည်းအဲ့လိုလုပ်တာခင်ဗျားတို့မြင်ပါပါ။သူကမိနစ်အများကြီးကစားထားခဲ့တာပါ။ကျွန်တော်တို့အဲ့ဒါကိုထည့်သွင်းစဉ်းစားရပါမယ်။ဒီနေ့မှာ Rafinha အဝကက်ထိထားတာကြောင့်သူ့ကိုမဆုံးရှုံးခြင်းလို့ပထမပိုင်းမှာလူစားလဲခဲ့ပါတယ်။ ဲ့ဒါကအကြောင်းပြချက်ပါပဲ rashbo ကညာဘက်မှာကစားနိုင်ပါတယ်ဒါပေမဲ့ तू ကဘယ်ဘက်ကိုပို့ပြီးတော့နှက်သက်ပါတယ်နံပါတ်7ဒါမှမဟုတ်နံပါတ်9နေရာတွေမှာကစားနိုင်ပါတယ်ဆိုပြီးတော့ flick ကပြောဆိုသွားခဲ့တာဖြစ်ပါတယ် ရက်ရှ်ဘိုးကဇာတာရီနေမှာရီယယ်အိုဗီဒီယိုကိုတွားရောက်ကစားရမယ့်ပွဲမှာတော့ပွဲထွက်လူစင်းနေရာမှာပြန်လည်ပါဝင်လာဖို့မျှော်လင့်ရပါတယ်။ဒါပေမဲ့လည်းရက်ရှ်ဘိုးအနေနဲ့ပုံမှန်ပွဲထွက်ခွင့်ရဖို့ဆိုရင်တော့အသင်းဖော်ရင်းနဲ့ပြိုင်ဆိုင်ရနိုင်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်။